များအားလုံးပဲမင်္ဂလာပါခင်ဗျာရန်ကုန်မြင်ကွင်းရဲ့အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေကျွန်တော်တို့ခုရောက်ရှိနေတာကတော့ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှာဖြစ်ပါတယ်ဒီကနေ့ပြည်သက်တွေခန်းစားကြည့်ရှုရမယ်အခမ်းအနားကတော့ဒီရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှာကျင်းပပြုလုပ်တဲ့ကာယဗလာကာယအလှနဲ့ကာယကြက်ခိုင်မှုပြိုင်ပွဲအခမ်းအနားပဲဖြစ်ပါတယ်ခင်ဗျာဒီခမ်းအနားနဲ့ပတ်သက်ပြီးတော့ပြည်သက်များသိရှိစေဖို့ကျွန်တော်ကတင်ဆက်ပေးသွားမှာဖြစ်လို့ပြည်သက်များအားလုံးပဲဆက်လက်ရှုစားကြည့်ပါအောင်ခင်ဗျာ ောက်ပိုင်းတက္ကသိုလ်2014-2015ပညာသင်နှင့်ကာယပလာနှင့်ကာယအလားကာယကြံ့ခိုင်မှုပြိုင်ပွဲအခမ်းအနားကိုတက္ကသိုလ်ရဲ့အားကစားပြိုင်ပွဲရုံမှကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ပြိုင်ပွဲအခမ်းအနားစတင်ချိန်မှာတော့ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်အဖွင့်တခြင်းနဲ့အခမ်းအနားကိုဖွင့်လှစ်ခဲ့ပါတယ်။ ထဲမှာပဲပြိုင်ပွဲနဲ့ပတ်သက်ပြီးရှင်းလင်းပြောကြားခြင်းတို့ကိုလှုပ်ဆောင်ခဲ့ကြပါတယ်။ပြိုင်ပွဲနဲ့ပတ်သက်ပြီးတည်လို့တများကို အခုလိုပဲမေးမြန်းပြခဲ့ပါတယ်ခင်ဗျာ။ကျေအာဒီကနေ့ကျင်ပါတဲ့ကာယပလာနဲ့ကာယအလှကြံ့ခိုင်မှုပြိုင်ပွဲမှာပေါ့နော်ချေအနေနဲ့ဥက္ကဋ္ဌရာသူကိုယူပြီးတော့တာဝန်ထမ်းဆောင်နေရလို့သိရပါတယ်ချေချေတို့အနေနဲ့ဒီပြိုင်ပွဲလေးဖြစ်ပေါ်လာစေဖို့အတွက်ပေါ့နော်စတင်ပြီးတော့ဆောင်ရွက်ပြစ်ခဲ့ပုံလေးကိုသိပြပါစေခင်ဗျ ရှန်ကဒီအနောက်ပိုင်းတက်ကတူကို တရက်တလနေရာမှာ2015နေရာမှာပြောင်းချွေလာတာပါရှာပြောင်းရှိလာတဲ့ချိန်မှာပအောင်ခွားချုပ်ဆရာကြီးဒေါက်တာမျိုးသိန်းကြီးဟာဒီပွဲလေးကို ကျင်းပပေးပါလို့ပြောတဲ့အတွက်တခြားချိန်အရန်အနည်းငယ်အချိန်လေးမှာရအောင်ကျင်းပတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါချေအခုလိုမျိုးပေါ့နော်အကစားပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်လေးကိုလည်းသိပြပါစေခင်ဗျ။အကစားပြိုင်ပွဲကျင်းပရတဲ့ရည်ရွယ်ချက်ကတော့ဒီ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေဟာပညာရေးတာမကဘဲနဲ့ဘက်ဆောင်ထူးချွန်ထက်မြက်တဲ့လူငယ်လူရွယ်များဖြစ်ပြီးတော့အနာဂတ်ရဲ့အားကစားသမားကောင်းများထူးချွန်ထက်မြက်တဲ့ကျောင်းသားကောင်းများထွက်ပေါ်လာစေရည်အတွက်ပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါကျေဒီကနေ့ပြိုင်ပွဲမှာဒီကာယဗလာကာယအလှနဲ့ကာယကြန့်ခိုင်မှုပေါ့နော်အစင်းစင်းတွေကိုဘယ်လိုပုံစံနေနဲ့ရွေးချယ်သွားမလဲဆိုတာလည်းသိပါရစေ။ ကာယဗလာကြန့်ခိုင်မှုမောင်တွေကမောင်ကအခုတခြားတို့ပြိုင်ပွဲမှာမောင်73ရောက်ဝင်ပြိုင်ပါတယ်အဲ့ဒီကာယကြန့်ခိုင်မှုမောင်တွေတွေကမှာတခြားတို့ကတက်ကနေ9အထိကိုအကောင်းဆုံး9ရောက်ရွေးချယ်ပြီးတော့စုပေးသွားမှာဖြစ်ပါတယ်အဲ့ဒီတက်ကနေ9အထိတဲကမှာအမှတ်စဉ်တက်နဲ့ပထမနဲ့ဒုတိယအကြောင်းသားနှစ်ဦးဟာ ဆင်ရထုမှာကျင်းပမယ်အောက်ပါမှာပြီးတက္ကသိုလ်ကောလိပ်ပေါင်းစုံပြိုင်ပွဲမှာဝင်ရောက်ရှင်ပြန်ရမှာဖြစ်ပါတယ်မယ်ဒီလည်းတူတူပါပဲကာယလှမယ်နဲ့ကာယချမ်းခံမှုမယ်မှာပထမနဲ့ဒုတိယရတဲ့ကျောင်းသူတွေဟာအောက်ပါမှာပြီးကျောင်းပေါင်းစုံဆန်စုံပြိုင်ပွဲမှာဝင်ပြိုင်ကြရမှာဖြစ်ပါတယ်ကဲပါချေအာအနောက်နှစ်တင်မှာလည်းပေါ့နော်ချေတို့အနေနဲ့ဆက်လက်ပြီးလှုပ်ဆောင်သွားမယ်လုပ်ငန်းတွေရှင်လည်းသိပြသေးခင်ဗျတချို့ကအားကစားဒီ ကျောင်းနဲ့ပညာရေးနဲ့အားကစားပေါင်းစပ်မှုအစီအစဉ်အရကျောင်းကျောင်းသားလူကျောင်းသူကျောင်းသားလူငယ်တွေကိုပညာရေးသာမကအားကစားဘက်မှလည်းဗတ်စုံထူးချွန်ထက်မြက်အောင်အမြဲတစေပံ့ပိုးပြီးတော့လှုပ်ဆောင်သွားမှာဖြစ်ပါတယ်။နောက်နှစ်အတွက်ဆိုရင်အခုဆိုရင်ဒါဟာကာယဗလာကာယအလှနဲ့ကာယကြံ့ခိုင်မှုပြိုင်ပွဲဆိုပြီးတော့ပွဲသုံးခုကိုတပြိုင်တည်းတော့ဒါဒီနှစ်ပထမဆုံးနှစ်ပါ။နောက်နှစ်တင်နောက်နှစ်တင်ပါလဲတစ်ထက်ပိုပြီးတော့ကောင်းအောင်အောင်မြင်အောင်လှုပ်ဆောင်သွားပါမယ်။ ပြိုင်ပွဲအခမ်းအနားမှာကာယဗလမောင်ရှင်ပြိုင်မှုအတွက်အကဲဖြတ်အမှတ်ပေးတိုင်ကြုံများနဲ့အဖွဲ့ဝင်တိုင်းများမှအသီးသီးနေရာယူခဲ့ကြပါဗျာ။အိမ်တော်မှာတော့ကာယဗလမောင်ပြိုင်ပွဲဝင်ចောင်းသားများရဲ့မိတ်ဆက်ခြင်းနဲ့ပနာမရှင်ပြိုင်ခြင်းကို စတင်ခဲ့ပါတယ်။ တော့ဘောလုံးကစားသမားဘောလုံးရမ်းယူတော့တယ်ရမ်းကန်တယ်ဟိုရမ်းကုန်မှာတစ်ခါရွေးဘူးတယ်ဆယ်တန်းတော့လိုက်ရွေးဘူးတယ်ပါတယ်ဒါပေမဲ့အင်းရသဘောမကြောက်ကျွန်တော်မလုပ်ဖြစ်တော့ဘူးဒါပေမဲ့နောက်ပိုင်းကျတော့ဆယ်တန်းအောင်လဲအောင်ကွာကျွန်တော်ဒါကိုစကစားတယ်ဒါစကစားတော့ဘောလုံးလုံးဝဆွန့်လွတ်လိုက်တယ်အဲ့ဒီအစပြောတရားနဲ့စိတ်ကလည်းထက်တန်လာတော့ဗျာထက်တန်လာဒါပေမဲ့မနှစ်ကတော့လည်းပြိုင်မလို့စဉ်းစားတယ်ဒါပေမဲ့မနှစ်ကကျွန်တော်အเจ้าမှာမရှိတဲ့တော့မပြိုင်ဘူးဒီနေ့တော့အเจ้าမှာဝင်ပြိုင်မြဲတယ်အဲဒါပေမဲ့ ဆက်သအုံပြိုင်ကစားဆိုတော့လေရှင်ထဲမှာတော့အရန်စိတ်ကအရန်လှုပ်ရှားတယ်သူများရဲ့တော့တက်နိုင်တော့တာအောင်တော့ပြရခဲ့တာပဲဒါပေမဲ့အစုကတော့မမှန်ရပါဘူးခင်ဗျာကာယဗလာမောင်ပြိုင်ပွဲပနာမရှင်ပြိုင်မှုအပြီးမှာတော့ကာယအလမဲပြိုင်ပွဲဝင်များရဲ့ရှင်ပြိုင်မှုကိုလည်းယူဆကြရ ချယ်ခေါ်လို့ပေါ့နော်တီချယ်ခေါ်လို့ဝင်ပြိုင်ဖြစ်တာပထမဆုံးကမမှန်တော့ပါဘာဖြစ်ဆိုပြိုင်ပွဲစစ်မုံမာတဲ့တစက်စက်တုံလေးတစက်စက်တုံလေးအခုလဲချွေးပြီးပြန်နေရပါတော့အဲအရေးကြောက်နေအားကြောင့်မလို့ပါပထမဆုံးကမမှန်ပါဘူး ကာယအလားမဲ့ပြိုင်ပွဲရှင်ပြိုင်မှုအပြီးတစ်ဆက်သေးမှာပဲကာယကြံ့ခိုင်မှုပြိုင်ပွဲကိုဆက်လက်ကျင်းပခဲ့ပါတယ်ပြိုင်ပွဲမှာကာယကြံ့ခိုင်မှုပြိုင်ပွဲဝင်ကြောင်းသူလေးများကစိတ်ကြိုက်ကိုဟန်နဲ့ရှင်ပြိုင်ခဲ့ကြပါတယ်။ ါရှင်။တမီးနာမည်ကတော့ဝင်းတာလီဘီဖြစ်ပါတယ်။တမီးကတော့ယူပါပေတာဌာနကိုစားပြုဝင်ရောက်ရှင်ပြန်လာဖြစ်ပါတယ်ရှင်။ဟိုတမီးအရင်တော့ကနော်ဟိုအမျိုးသားအားကစားအွန်လိုင်းဖလားမှာဝင်ရောက်ရှင်ပြန်ပြူပါတယ်ရှင်။ဒီအားကစားလေးပေါ်တော့ဟိုပြောမယ်အရင်ဝါသနာပါတယ်ပေါ့နော်။ချိုတင်ပြင်ဆင်ရတဲ့အပိုင်းကတော့ညီမတို့အများကြီးလေ့ကျင့်ရပါတယ်ရှင်။ခန္ဓာကိုယ်ပိုင်းစားပေါ့နော်။ပြီးတော့အပြုံးတွေရောလမ်းလျှောက်ပုံတွေရောအများအစားအသောက်ရအောင်ပြင်ဆင်ရပါတယ်ရှင်။ဟုတ် အိုင်နာမှာတော့ဖျော်ဖြေရေးအစီအစဉ်များနဲ့အလဲကြရှင်ပြိုင်မှုများကိုဆက်လက်လှုပ်ဆောင်ခဲ့ကြပါတယ်။ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်အတွင်းပြုလုပ်လျက်ရှိတဲ့အားကစားနယ်ပတ်သက်တဲ့လှုပ်ရှားမှုများကိုလည်းအခုလိုပဲကြားသိခဲ့ရပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါဆရာအာဒီခဏိကာယဗလာပြိုင်ပွဲအတွက်ပေါ့နော်ဆရာအနေနဲ့ဒီចောင်းသားလေးကိုဘယ်လိုမျိုးအချိန်ယူပြီးတော့လေ့ကျင့်ပေးခဲ့လဲဆိုတာလည်းသိပြစေ ကျွန်တော်စာတင်နှစ်စာတယ်နဲ့ကျွန်တော်ကြော်ညာရယ်ကတ်ပြီးတော့ဒီသူဘာရာယဌာနဆရာအာကစားတာဝန်ဆရာတွေရှိတယ်သူတို့ဆရာကျွန်တော်ဒီဘာပွဲရှိမယ်ညာပွဲရှိမယ်သူတို့ report လုပ်တာ report တော့သူကကာယပလာဆိုရင်လည်းတမေကြာအနည်းဆုံး2ရက်3ရက်တော့လာပြီးတော့ပို့ပေးပဲသူတို့ပို့တော့သူတို့ဘာသူတဘောကပေါ်တော့သူဘာရာယ like selection လေးတွေပေါ့ကာယပလာဆိုကာယပလာကာယလာကာယလာသူတို့စီစစ်ပေးပြီးတော့ကျွန်တော်သတ်စီပြီးတော့ပြိုင်ပွဲဝင်နိုင်တဲ့လူတွေကိုကျွန်တော်ပြန်ပြီးတော့စီစစ်ပြီးတော့ပြိုင်ပွဲပြင်ကြပါပဲကျင်းပပေးတာပေါ့ ဟုတ်ကဲ့ပါဆရာအာဒီကနေ့ပြိုင်ပွဲရတယ်ပေါ့နော်ဘယ်အဆင့်ထိဆက်လက်ပြီးတော့ဆရာတို့အနေနဲ့တက်ရောက်ပြီးရှင်ပြိုင်သွားဖို့ရှိလဲဆိုရလဲသိပြသခင်ဗျာသူကကျွန်တော်ကြောင်းကသူကအခြေခံနဲ့စဆိုဒီပြိုင်ပွဲကနေမြန်မာပြည်အဆင့်ကစားသမားတွေတက်ကြလို့ကြောင်းကြောင်းသားတွေဒီတဟိုးပါးမကိုသူကလာမဲ့ခုနှစ်နေမှာကျင်းပါမှာလေအဲပွဲကနေတစ်ဆင့်နိုင်ငံတော်ကဒီကျွန်တော်တို့ဒီကလေးတွေစ조사ဆောင်ရွက်မှုရှိအောင်ပြုစုပြောဆောင်ပေးတာပါအဓိကပြည်သူများခင်ဗျာ နိုင်ငံကုံဆောင်ထူးချွန်ထက်မြက်တဲ့အာကစားသမားများပေါ်ထွက်လာ၏အတွက်အခုလိုတက္ကသိုလ်နဲ့ကျောင်းများကနေအာကစားဆိုင်ရာလှူရှားမှုများကိုပြုလုပ်လျက်ရှိပါတယ်။အာကစားဆိုင်ရာလှူရှားမှုများတဲ့ကတစ်ခုဖြစ်တဲ့ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ရဲ့ကာယဗလာ၊ကာယအလှနဲ့ကာယကြံခိုင်မှုပြိုင်ပွဲအခမ်းအနားအကြောင်းကိုပရိသတ်များသိရှိစေဖို့ရိုက်ကူးတင်ဆက်ပေးလိုက်ပါရခင်ဗျာ။ကျွန်တော်တို့ရဲ့အစီအစဉ်ကိုတော့ဒီမှာပဲညနာခွင့်ပြုပါခင်ဗျာ။ ပြည်သူများအားလုံးပဲရှင်လန်းချမ်းမြေကြပါစေ။